ရန်ကုန်တိုင်းဒေသကြီးအတွင်ပေါ်ဆန်းဆန်ဈေးနှုန်းတွေတည်ငြိမ်မှန်ကန်စေရေးအတွက်စားသုံးသူတွေထံဓာတ်ရရောင်းချမဲ့အစီအစဉ်ကိုမြန်မာနိုင်ငံဆန်စပါအထင်ကျုပ်ကထုတ်ပြန်ကြေညာပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာစတင်ပြီးစားသုံးသူအိမ်တောင်စုတွေထံအေအဂျီ108ပေါင်24ပြီကိုအိမ်အိမ်ရောက်စနစ်အေအသေးတန်းကေဂျီနဲ့5ကေဂျီတွေကိုရက်ွက်တွေဈေးရစီလှည့်လည်ရောင်းချပေးမယ်လို့ဆိုပါတယ်။အဆိုပါအစီအစဉ်ကိုမြန်မာနိုင်ငံစံစပါအတင်းကျုံနဲ့မြန်မာနိုင်ငံစံစပါကုန်တယ်များအတင်းတို့ကပူးပေါင်းဆောင်ရွက်တော့မယ်လို့သိရပါတယ် ရန်ကုန်တိုင်းအတွင်းကရွှေဘိုပေါ်ဆန်းနဲ့အေယော်ရီပေါ်ဆန်းတို့လောင်ပြန်ပြူရောင်ချနေသူတွေလက်လီဆိုင်တွေအနေနဲ့မြန်မာနိုင်ငံစံစဘာကုန်သည်များအတင်ဝါရန်ကုန်စီတိုင်းတို့နဲ့ဆက်သွယ်ပြီးပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့သိရပါတယ်။မိမိတို့လက်ဝဲတို့လောင်ထားတဲ့ပေါ်ဆန်းဆန်တွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်အရေးအသွေးမှန်စွာနဲ့ဈေးကွက်အတွင်းကိုစင်စက်မပြတ်ထောက်ရောင်းပေးဖို့နဲ့တို့လောင်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းလုံးဝမပြုလုပ်ဖို့အတိပေးထားပါတယ်။ စီပွားရေးအလို့ငါစံစဘာတူလောင်မှုကိုမြန်မာစံစဘာအွန်လိုင်းစနစ်မိုင်းရိုမှာမှတ်ပုံတင်ရမှာဖြစ်ပြီးတူလောင်ဖြန့်ပြူရောင်းချတဲ့လုပ်ငန်းတွေအနေနဲ့မိုင်းရိုစနစ်မှာမှတ်ပုံတင်ဖို့ကုန်ရကုန်ထုတ်ကုန်လက်ချက်စည်ရင်းတွေကိုလဆင်လဆန်တရနေ့မှ9ရက်နေ့အတွင်းမိုင်းရိုမှာစည်ရင်းထည့်သွင်းခြင်းကိုမပြတ်မကွက်လိုင်းနာဆောင်ရွက်ဖို့ထပ်မံအသိပေးတိုက်တွန်းထားကြောင်းမှာခင်ဗျာ